မြန်မာနိုင်ငံကကျန်းမာရေးဆွေးနွေးရေးတွေရှိတဲ့နေရာမှာကိုမြန်မာပြည်ရဲ့မျိုးရွာတိုင်းမှာကိုပိုင်းတမိုင်းကျောင်းရဲ့ရည်ကြီးမှုအမွေအနှစ်တွေဆိုတာပြောလို့မကုန်ရှိပါတယ်။ဒါပေမဲ့အဲ့ဒီအမွေအနှစ်တွေရဲ့နောက်ကွယ်မှာတော့မျက်မြင်သက်သေတွေတော့ပြန်ပြောဖို့မဝင်မရေဖြစ်ရတယ်။ထိုင်းနိုင်ငံဆီကဇလန်းတွေအများပြားရှိနေတတ်ပါတယ်။ ဒီနေ့မှာတော့တမိုင်းရဲ့အပေါင်းတူတွေမှာမြင့်မြုပ်နေတဲ့မြန်မာနိုင်ငံရဲ့ခြောက်ခြားဝင်အကောင်းဆုံးနေရာ၅ခုကိုဖော်ထုတ်သွားမှာပါ။အချို့သောနေရာတွေရဲ့နာနာဘာဝတွေဟာအဆောက်အအုံတွေရဲ့အုံနေရာတွေဈာကနေလမ်းသွားလမ်းလာတွေကိုစောင့်ကြည့်နေသလိုမျိုးတင်းနဲ့အတူရှိနေတဲ့သူကတော့တကယ်တမ်းမျိုးမဟုတ်ပဲဝိညာဉ်တကောင်ဖြစ်နေတယ်လို့ဆိုတာပါပဲ။နံပါတ်၁ဒီမှာရည်ကြည့်ပြ ဓမ္မယဉ်ကြီးဘုရားဟာငယ်မျိုးကောင်းရဲ့အကြီးဆုံးနဲ့အထူးခြားစံကျေဆုံးဘုရားတွေထဲကတစ်ခုဖြစ်ပါတယ်။ဒီဘုရားဟာတမန်အရနရတူမင်းခေါ်ကလကြမင်းက1169ခုနှစ်မှာတည်ထားခဲ့တာဖြစ်ပြီးသူ့ရဲ့တိဆောက်ပုံကတော့အခြားဘုရားတွေနဲ့မတူဘဲအလုံးကိုခိုင်ခံ့ပြီးရှုပ်ထွေးတဲ့လက်ရာတွေနဲ့ပြည့်နှက်နေပါတယ်။ဘုရားရဲ့တမန်နောက်ခံကလည်းအနည်းငယ်ကျန်တဲ့မီရှုံဝတ်ချက်တွေနဲ့ပြည့်နှက်နေုံသမကဒီဘုရားတိဆောက်ပုံကထူးခြားပါတယ်။ ဖျားရဲ့အတွင်းပိုင်းကစင်းချန်လန်တွေကနေရံတွေနဲ့ပိတ်ဆို့ထားတဲ့အတွက်ဘလို့တိစောက်ခဲ့လဲဆိုတာယနေ့ထိတအောင်ပေါ်ထုတ်နိုင်ခြင်းမရှိသေးပါဘူးဒီလိုပိတ်ဆို့ထားမှုတွေဟာနရတုမင်းရဲ့ရက်စက်တဲ့လုံရက်တွေကြောင်းလို့လေတနာယီတွေကဆိုကြပါတယ်တမိုင်းရနရတုမင်းဟာအုတ်တလုံးနဲ့တလုံးချမှာလေဝင်ပေါက်တိတိလေးရှိတော့မှအလုတ်တမိုင်းလက်ညိုးကိုဖျက်တာခေါင်းဖျက်တတ်တာမျိုးရှိတယ်လို့လည်းပြောကြပါတယ်နရတုမင်းဟာသူ့အဖေဖြစ်တဲ့အလောင်းစီသူမင်းကြီးကိုလုံချန်ခဲ့ပြီးချီးနှံကိုရယူခဲ့ပါတယ်နောက်ပိုင်းမှာသူ့ဆရာကိုတတ်ခဲ့တဲ့အတွက်အိန္ဒိယကနန်းရံမင်းသားတွေရဲ့လုံချန်မှုနဲ့ ရားတွေမှာပြီးဒီဆုံးခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုကြပါတယ်။ဒါကြောင့်ဒီဖရားတွေမှာရက်ဆက်စွာအသက်ဆုံးရှုံးခဲ့ရတဲ့အလုသမားတွေနဲ့တရတူမင်းရဲ့ဝိညာဉ်တွေဟာအခုချိန်ကြီးရှိနေတယ်လို့တဏ္ဍာရီတွေကဆိုကြပါတယ်။အထူးသဖြင့်ညာဘက်ဆိုရင်တော့ဖရားရဲ့အတွင်းပိုင်းကနေထူးဆန်းတဲ့အတန်တွေနဲ့အရေးရောင်တွေထွက်ပေါ်လာတယ်လို့ပြောဆိုမှုတွေရှိပါတယ်။ပထမရောက်ရင်ညာဘက်ဓမ္မရကြီးဖရားကိုမတော်ဘူး။ဖရားနာကဒေသခံတွေကတတိပီးလေးရှိပါတယ်။ဒီလိုတဏ္ဍာရီတွေကြောင့်ဒီဖရားဟာပကံရဲ့ထိမ့်နှက်စရာအကောင်းဆုံးနေရာတွေကတစ်ခုအဖြစ်နာမည်ကြီးနေတာဖြစ်ပါတယ်။နံပါတ်1 ရန်ကုန်တက္ကသိုလ်အဆောင်ကြီးရဲ့မနေနိုင်တဲ့နေထိုင်သူများရန်ကုန်တက္ကသိုလ်ဟာနှစ်ပေါင်းတရာနီးပါးတက်တန်းရှိပြီဖြစ်လို့သမိုင်းဝင်တဲ့အဆောက်အအုံတွေလိုပဲရှုဝတ်စမ်းကြတဲ့ဇလန်းတွေလည်းအများအပြားရှိနေပါတယ်။ကျောင်းသားတွေကြားမှာနမည်ကြီးတဲ့တရေချောင်းတဲ့ပုံမြင်တွေကတော့အင်းရဆောင်အဆောင်တင်းနေပင်းရင်ဌာနတို့မှာအဓိကဖြစ်ပွားခဲ့တယ်လို့ဆိုကြပါတယ်။အဆောင်မှာနေတဲ့ကျောင်းသူကျောင်းသားတွေကြားမှာအဖြစ်များတဲ့ပုံမြင်တခုရှိပါတယ်။အဲ့ဒါကတော့အခြေရေးကိစ္စကြောင့်အဆောင်တခုရဲ့အပေါ်ဆုံးတက်ကနေခုံချတည်ဆုံသွားခဲ့တဲ့ကျောင်းသူတခုရဲ့ဇလန်းပါပဲ။ မရဲ့ဝိညာဉ်ကညာဘက်ဆိုရင်တော့အဆောင်ကို၆နှံ့နေပြီးပုံမှန်မဟုတ်တဲ့ခြေတံတွေနဲ့မိုးတံတွေကိုလည်းကြားရတတ်တယ်လို့ပြောကြပါတယ်။ ဒါပြင်ညဘက်စာကြည့်တယ်မှာစာကြက်တဲ့အခါမျိုးမှာလည်းနောက်ကနေလိုက်နေသလိုခန်းစားရတာခြေတံတွေကြားရတာစာရွက်စာလမ်းတွေသူ့ဘာသာသူရွေရှားသွားတာမျိုးတွေလည်းကြုံတွေ့ခဲ့ရပူတယ်လို့လည်းကျောင်းသားဟောင်းတွေကပြောပြလေးရှိပါတယ်ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေဟာရန်ကုန်တက္ကသိုလ်ရဲ့နမဲကျော်ရှုပ်ဝှက်ချက်တွေတွေကတစ်ခုဖြစ်ပါတယ်ရန်ကုန်တက္ကသိုလ်ဟာပညာရေးအတွက်နမဲကြီးသလိုတရားစလမ်းတွေအတွက်လည်းနမဲကျော်နေတာဖြစ်ပါတယ်ဒီနေရာဟာကျောင်းသားတွေအတွက်အနာဂတ်ပန်းတိုင်းကိုဖန်တီးပေးခဲ့သလိုအမောင်ချမ်းမှာတော့မဖြစ်ရှင်းနိုင်တဲ့ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုလည်းဖန်တီးခဲ့တာဖြစ်ပါတယ် ်နံပါတ်3ပြည်ဦးလေးမိုင်နာ26ပြည်ဦးလေးမြို့ကိုသွားပူးတဲ့သူတွေကမန္တလေးပြည်ဦးလေးလမ်းမကြီးပေါ်မှာရှိတဲ့မိုင်နာ26ကိုကြာပူးကြပါလိမ့်မယ်ဒီနေရာဟာလမ်းမပေါ်မှာရေမတော်တဆမှုတွေမကြာခဏဆူတော့ဖြစ်လေရှိတဲ့အတွက်တနာယီတွေနဲ့အနီးကဆက်ဆက်နေတဲ့နေရာတခုဖြစ်ပါတယ်ဒါပြင်ဒေသခံတွေရဲ့ပြောပြချက်အရဒီမိုင်းနိုင်ဟာတာမန်နေရာမဟုတ်ပဲတရေ၆ရက်နေရာဖြစ်နမည်ကြီးနေတာပါဒီနေရာနဲ့ပတ်သက်ပြီးလူအများဆုံးပြောလို့ရှိတဲ့ပုံမြင်ကတော့သရိုသမီးပုံမြင်ပဲဖြစ်ပါလိမ့် ဒီပုံမြင်ရဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီနေရာမှာတရုတ်သမီးတူဟာမင်္ဂလာဆောင်နေ့မှာကာမတော်ရဆာမှုနဲ့တိတ်ဆုံသွားခဲ့တယ်လို့ဆိုပါတယ်။ဒါကြောင့်သူမရဲ့ဝိညာဉ်ဟာလမ်းမပေါ်မှာကျန်ရင်းနေပြီးညပတ်ဆိုရင်တော့မင်္ဂလာဝတ်ဆုံနဲ့လမ်းမပေါ်မှာရက်တည်ရှိတယ်လို့လည်းပြောကြပါတယ်။မိုင်လ26ခုညပတ်ဖြတ်သန်းသွားတဲ့ရေမောင်းအချို့မှာထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ကြုံတွေ့ရတယ်လို့ဆိုပါတယ်။ လမ်းပေါ်မှာမိန်းကလေးတယောက်ရက်နေတာကိုမြင်ရလို့ကရက်ပြေးတဲ့အခါဘသူမှမရှိတာမျိုးလမ်းမပေါ်မှာပေါ်လိုက်ပြောင်းလိုက်ဖြစ်နေတဲ့အခြေတွေကိုမြင်ရတာမျိုးတွေကြောင့်ရှေးမတော်တဆမှုတွေမကြာခဏဆိုလို့ဖြစ်ပွားတတ်တယ်လို့ပြောကြပါရစေ ဒါကြောင့်ဒေတာကန်နေနေချင်းမှာအချို့ကဂျီနီယာကိုညဘက်ဖြတ်တန်းတဲ့အခါမှာအထူးသတိထားရရှိပါတယ်။ D-26 ဟာပြုံးလွင်ရဲ့လမ်းမပေါ်မှာရှိတဲ့အထူးကြောင့်ဆုံးတဲ့ကြောက်စရာအကောင်းဆုံးနေရာတွေကတနေရာဖြစ်လူအများကမှတ်ယူထားကြပြီးဂျာတီဦးတို့အင်မြရဲမျိုးရဲ့နောက်ွယ်က၆ချောင်းခွေကိစ္စရပ်တွေနဲ့ပြည့်နှက်နေလေဆိုတာလည်းမမှားပါဘူး။နံပါတ်၄လေကူးမျိုးကလူမနေတဲ့အင်ဂျင် လေကူးမျိုးတနေရာကလမ်းမကြီးရေးပေးပါနှစ်ပေါင်းများစွာဆုံးပြစ်ထားတဲ့အင်ဂျီတလုံးရှိပါတယ်။ဒီအင်ဟာအဝေးကနေချင်းတာမန်ရိုးရိုးအင်တလုံးလိုဖြစ်ပေမဲ့အနီးကချင်းတော့ပဝင်းချင်းကတစ်ပင်တွေနဲ့ခြုံတွေပိတ်ပေါင်းနေပေါ့အုံနေပြီးရုပ်ရှင်ကောင်းတွေတွေကတရေချောက်တဲ့အင်ဂျီတို့မျိုးထိုင်လန့်စရာကောင်းနေပါတယ်။ဒီသာကန်တွေရဲ့ပစံပြောစကားအရဒီအင်မှာနေခဲ့တဲ့မိသားစုဟာအသက်အန္တရာယ်ရှိတဲ့အဖြစ်ဆိုးတွေနဲ့ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်းအင်ကိုဆုံးပြစ်ခဲ့တာလို့ဆိုကြပါတယ်။ဒီအင်နဲ့ပတ်သက်ပြီးတော့ထင်ရှားတဲ့ပုံမြင်တွေတဲကတခုကတော့အင်ဂျီထဲမှာကြောင်မတ်ပွဲကောင်းနေတဲ့ ံတွေကြားရတယ်လို့ဆိုပါတယ်။ညဘက်ဆိုရင်တော့အိမ်ထဲမှာလှုပ်ရှားနေတဲ့အရေးတွေနဲ့အိမ်ထဲကနေထွက်ပေါ်လာတဲ့မူမမှန်တဲ့အတန်တွေကြောင့်ဘယ်သူမှဒီအိမ်အနီးအနားကိုဖျက်ဆီးဖို့မရဲကြပါဘူး။အနီးအနားကဒေသခံတွေကတော့ညဘက်ဆိုရင်ဒီအိမ်ကိုလုံးဝမကြည့်ဖို့နဲ့အိမ်နားကိုလုံးဝမကြောက်ဖို့တတိပေးနေရှိပါတယ်။ ျွန်တော်ရဲ့အရာဒီအင်ကြီးကိုတိဆောက်ခဲ့တဲ့ပိုင်ရှင်ကအလုံးကိုကျွဲဝချမ်းသာပေးပေးသူ့ရဲ့မိသားစုနဲ့အတူထူးဆန်းတဲ့နေနဲ့ပေးဆောင်ခဲ့တယ်လို့ဆိုကြပါတယ်။ဒါကြောင့်မဲသူ့ရဲ့ဝိညာဉ်တွေကအခုချိန်ထိအိမ်ကိုစောင့်ရှောက်နေပြီးအိမ်ကိုလာရောက်နေပါတဲ့လူတွေကိုလည်းချောင်းလာနေတယ်လို့ယုံကြည်ကြပါတယ်။ ဒီလက်ကူကအေဂျီဟာလူနေထိုင်တဲ့နေရာနဲ့လည်းငွေကွာနေတဲ့အတွက်တဘာဝလုံးပြည့်ရတွေကိုပုံပြီးဖြစ်စေတယ်လို့လူတွေကပြောဆိုကြပါတယ်။ဒီအင်အားနှစ်ပေါင်းများစွာစွန့်ပစ်ထားတဲ့အိမ်ဖြစ်လို့တကယ်အဖြစ်ပြက်တွေနဲ့ဇနားကြီးပုံမြင်တွေကဘလောက်ထိထောက်ပြလဲဆိုတာကိုခွဲခြားဖို့ကတော့ခက်ခဲပါတယ်။ဒါပေမဲ့ဒီအိမ်ကြီးဟာမြန်မာနိုင်ငံရဲ့ထိလက်စရာအကောင်းဆုံးနေရာတွေထဲကတစ်ခုဖြစ်တော့ကြံရှိနေခဲ့ပါတယ်။ဒါမှမဟုတ်ပုံမျိုးကအိမ်ကြီး ။ဒုက္ခမျိုးရဲ့အဝေးပြေးလမ်းမကြီးပေးမှာနှစ်ပေါင်းများစွာဆက်မြစ်ထားတဲ့အိမ်ကြီးကြီးတစ်လုံးဟာဒေသခံတွေကြမှာထိလန့်စရာဒဏ္ဍာရီတွေနဲ့အတူနမဲကြော်နေပါတယ်။ဒီအင်ဂျီဟာအနည်းအောင်ခြေတားပြီးသိစိတ်ချောက်တွေအတွင်းကြီးကြောင့်လည်းလူအများကြီးစိတ်ဝင်စားမှုကိုရရှိစေပါတယ်။တနင်္ဂနွေရက်ရဒီအိမ်မှာနေထိုင်နေတဲ့မိသားစုဟာရရဆက်ဆက်မိသားစုလိုက်တပြက်ခံရတာကြောင့်ဒီဆုံးခဲ့ပြီးနောက်မှာအိမ်ကိုလုံးဝဆုံးဖြတ်ထားခဲ့တယ်လို့ဆိုကြပါတယ်။အင်ဂျီနဲ့ပတ်သက်ပြီးနမဲအကြီးဆုံးပုံပြင်ကတော့အိမ်ထဲမှာရှိတဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်။ ညာဘက်ဆိုရင်တော့အိမ်ထဲကနေထူးဆန်းတဲ့ရည်တံတွေ၊မိုးတံတွေ၊တကားပြတံတွေနဲ့ခြေတံတွေကိုကြားရတက်တဲ့လို့ဒေသခံတွေကပြောပြလေးရှိပါတယ်။ဒီအတံတွေဟာတခါတည်းမှာလက်မပေါ်ဒီရောက်လာတဲ့အထိကြားရတယ်လို့လည်းဆိုကြပါတယ်။တချို့သောစော်စားလူသူတွေကအိမ်ထဲကိုဝင်ရောက်ကြည့်ရှုခဲ့ပြီးထူးဆန်းတဲ့ခံစားမှုတွေနဲ့မမြင်ရတဲ့အရာတွေလှုပ်ရှားမှုကိုလည်းကြုံတွေ့ခဲ့ရတယ်လို့ပြောကြပါတယ်။ ်ဒါပေမဲ့ဒီအိမ်လေးကိုတွားရောက်ခဲ့တဲ့သူတွေဟာအသက်အန္တရာယ်ကိုလည်းအချိန်မရွေးကြုံတွေ့နိုင်တဲ့အတွက်ဒေသခံတွေကဒီအိမ်နားကိုမချင်းကပ်ချဖို့သတိပေးလိရှိပါတယ်ဒီဘကူကအိမ်ဒီကြီးကရုပ်ရှင်တွေနဲ့ပုံမြင်တွေထဲကလိုပဲသွေးထွက်တန်ရုံဇလန်းတွေနဲ့ရှုံဝက်ချက်တွေအများပြားရှိနေတဲ့နေရာတစ်ခုဖြစ်ပါတယ်ဒီအင်္ဂါနေ့ပုံများစွာဆုံးဖြတ်ထားခဲ့တာကြောင့်တဘာဝလုံးပြည့်ရတွေနဲ့ဂျန်ဒါယီတွေကအမှန်တကယ်ပဲဟုတ်မဟုတ်ဆိုတာကိုခွဲခြားဖို့ကတော့မဖြစ်နိုင်ပါဘူး။ဒါပေမဲ့ဒီအင်္ဂါရဲ့နမိတ်ကျော်မှုကတော့ယနေ့အချိန်ထိမပြောင်းကွယ်သေးပါဘူး။ ဒီလိုပါပဲမြန်မာနိုင်ငံရဲ့တမိုင်းဝင်နေရာတွေကတမဲအုပ်နေရာတွေသာမကပဲအတိတ်ကနန္ဒဘာဝပုံမြင်တွေနဲ့ပါပြည့်နှက်နေပါတယ်။ဖျားအဆောက်အဦတွေ၊ကျောင်းဆောင်တွေနဲ့လူနေအိမ်တွေရဲ့နေရာတွေမှာပုံကွယ်နေတဲ့ဇလံတွေကကျွန်တော်တို့စိတ်ကိုချောက်လန့်နေစေပါဒီလိုနေရာတွေမှာတကယ်ပဲဝိညာဉ်တွေရှိနေသလား ဒါမှမဟုတ်လူတွေရဲ့စိတ်ကူးယဉ်မှုတွေပဲလားဆိုတာကတော့ဘယ်သူမှအတိအကျပြောနိုင်မှာမဟုတ်ပါဘူး။အရေးကြီးတာကတော့ဘလို့ယုံကြည်သည်ဖြစ်စေဒီနေရာတွေရဲ့ရှုံ့ဝှက်စံကျင်မှုတွေကတော့ကျွန်တော်တို့ရဲ့စိတ်ကိုအချိန်တိုင်းခြောက်လှန့်နေမှာပဲဖြစ်ပါရဲ့။